ီဘိုးရဲ့ပြင်းထန်တဲ့ချန်ပီယံတိုက်တဲ့ကာကွယ်ပွဲအပြီးနောက်တရက်မှာအူမဲသာဝါကအီဘိုးရဲ့ထိုးပွဲတွေကိုအမေဖြစ်သူလဲလာကြည့်တဲ့ညောင်ပြောပါလိအမေဖြစ်သူဟီရိုခိုကတော့သူသားထိုးတတ်နေတာကိုမကြည့်နိုင်ဘူးလို့ပြောပြပြီးအဲအချိန်အီဒါကခီရဲ့ညမနာနာခိုကပွဲပန်ထားတဲ့အီဘိုးစိတ်ဘူးလို့ဆိုပြီးလာတွေ့ပါလိအီဘိုးစီကိုမင်းကလေးတဲ့ငယ်ချင်းမလာဘူးရာကြောင့်ဟီရိုခိုလဲအန်အွန်နေပြီးခူမီကပါရောက်ချလာပါလိနာနာခိုကအိပ်ပျော့နေတဲ့အီဘိုးကိုကြည့်ရင်ချစ်စရာကြီးဆိုပြီးနမ်းမို့လုံနေချင်းခူမီရောက်လာတာကြောင့်အနောက်ပြန်ဆုပ်လိုက်ရပါလိ မိမတို့ရဲ့ထုံးစံအတိုင်းအီဘိုအနာရှုနေတာကိုအလိုက်ကန်းစုံမသိပဲစကနိုင်လူနေကြတဲ့အချိန်သတင်းထောက်မာရီရောက်လာပြီးအချင်းချင်းမိတ်ဆက်လိုက်ကြပါသည်မိကလေး၃ရောက်တောင်အီပိုစီရောက်ချလာတာကြောင့်ဟီရိုကိုကသူ့သားကိုအထင်ကြီးသွားပြီးအီပိုရဲ့အကြိုက်ကဘသူလဲဆိုတာကိုသိကျင်နေကြပါသည်။မာရီကအီပိုကိုအင်တာဗျူးဖို့လာခဲ့တာဆိုပေမဲ့ရောက်တော့ရောက်ခိုက်အီပိုရဲ့အခန်းကိုလေးလံနေရင်းဓာတ်ပုံအေဗန်ကိုတွေ့သွားပါသည်။ မာရီနဲ့နာနာခိုတို့ကအီဘိုးရဲ့တပ်ပုံတွေကိုကြည်ရင်ရဲမောနေကြတဲ့အချိန်ခူမီကတော့ privacy မချိုးဖောက်ချင်တာကြောင့်ကြည်ကျင်စိတ်ကိုထိန်းထားပါလိအဲ့ဒါအပြင်မာရီဟာရင်းချက်ပြီးလပကနာနာကိုကချင်းစရာကောင်းပေမဲ့သူမမှာတော့အရှောက်ထော့အကူတယောက်ရှိနေလို့စိတ်ညစ်နေရပါလိမာရီကလည်းအီဘိုးမှရည်စားမရှိသေးဘူးဆိုတာသိလိုက်ရပြီးသူမဟာသတင်းယူဖို့အတွက်အီဘိုးကိုအမြဲတမ်းအနီးကပ်မှာစောင့်ကြည့်ခဲ့တာဖြစ်ပါလိ အဲဒါကြောင့်ဤဘိုးဘောက်စားတယောက်အနေနဲ့မြင်လာလားယောက်ျားတယောက်အနေနဲ့မြင်လာလားဆိုတော့ဝေခွဲမရခဲ့ပေမဲ့အခုတော့သူမရဲ့ခန္ဓာချက်ကိုအဖြစ်ရှာကြည့်ရမယ်ဆိုပြီးပြောပါသည်အဲအခါမှာတော့သုံးယောက်သားကဤဘိုးလူရရင်အော်ဟစ်နေကြတာကြောင့်သူတို့တွေရေစာနေမှာဆိုလို့ရောက်ခတ်မကြီးဟီရိုကိုကဖြောရီလာတိုက်ပါသည်ဟီရိုကိုကသူသားဟာဘောက်စင်းမှထိုးကျွန်းလာကြောင်းလူအများကိုဆွဲဆောင်နိုင်ခဲ့ပေမဲ့သူမကတော့ဤဘိုးရဲ့ဂျင်နာတက်တဲ့စိတ်ထားလေးကိုပဲခုံယူမိတာဖြစ်ကြောင်းပြောပြပါသည် ။အီဘိုးရဲ့မျက်နှာမှာဒဏ်ရာရအမျက်ရှိနေရာကြောင့်စိတ်မှုပင်မဲ့အီဘိုးမနက်တိုင်းအရင်အပြင်းနဲ့နှိုးထစေရာကလည်းဘောင်းစင်မဲ့ဖြစ်လို့ပိတ်ပင်မှုတွေမပြုလုပ်ခဲ့ပါဘူး။အဲဒါကြောင့်အခုလိုမျိုး ebook အနာယူနေတဲ့အချိန်မှာတော့ငញ្ញန်းစွာနဲ့တိုက်ဆိတ်စွာအနာယူသွေးခြင်းနဲ့ဆိုပြီးဟီရိုကိုကပြောပြလိုက်ပါသည်ဟီရိုကိုရဲ့စကားကိုနားလဲတဲ့မိန်းကလေးသုံးယောက်လည်းတိုက်ဆိတ်သွားခဲ့ပြီးသူတို့တွေပြန်သွားမှ ebook နိုးလာခဲ့ပါသည် ဒီနောက်ပိုင်းကျရင်အီဒက်ခခီနဲ့တာခါမူရာတို့ရဲ့ပွဲစဉ်နေအပြင်အာအော်ခီရဲ့ချန်ပီယံတိုက်တဲ့လူပွဲလည်းရှိနေပြီးအာအော်ခီတယောက်ကအယိုးပေါ်အရေးတင်ဖြစ်နေပါသည်ပထမဆုံးချန်ပီယံတိုက်တဲ့လူပွဲအတွက်ဆိတ်လို့ရှာပြီးဝိတ်အချလွန်သွားတာကြောင့်တခါမူရာတို့ကတော့ပွဲရလက်ကိုကြိုတိနေကြရပါပြီ။အီဘိုတယောက်ဒမ်စီရိုးကိုအာကိုပြီးမီယာတာကိုရှင်းနိုင်မယ်လို့ထင်ခဲ့ပေမဲ့အီဝါအုံနဲ့ခက်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 တိုက်ခိုက်ခဲ့ပြီးနောက်မှာတော့ကောင်နာတွေဟာဒမ်စီရိုးရဲ့အာနေဂျက်ဆိုတာကိုသတိထားမိခဲ့ပါသည်။ ဒမ်စီရိုးရဲ့သဘောတရားကစီဂျန်နဲ့လှုပ်ရှားရတာဖြစ်လို့ကောင်နာစီယာကြီးမီယာတက်အတွက်အမိဖမ်းနိုင်ဖို့လွယ်ကူလွန်ပါလိအခုဆိုရင်ပြိုင်မဲ့ပေါက်စားအများစုကလည်းဒမ်စီရိုးရဲ့အားနည်းချက်ကိုသတိထားမိနေလောက်ပြီဖြစ်ပါသည်အဲဒါကြောင့်အီဝါအုံနဲ့ပွဲမှာအခက်တွေ့ခဲ့ရပေမဲ့အီဘိုကကြော်ဖြတ်နိုင်ခဲ့ပြီးနောက်လာမဲ့ပွဲအဆက်အဆက်ကိုလည်းကြော်ဖြတ်နိုင်အောင်ကြိုးစားသွားမှာဖြစ်ပါသည် ဒါပေမဲ့သူတယောက်တည်းအားနဲ့ဒီလောက်အထိလုံနိုင်မှာမဟုတ်ပဲနီးပြကြီးကအပြင်အထက်လေ့ကျင့်ပေးတယ်ယာဂီယာအပေးတယ်အကုန်လုံးကလည်းနောက်ွယ်ကနေပံမိုးပေးနေကြတာဖြစ်လို့ဒီနေရာအထိရောက်လာခဲ့ရတာဖြစ်ကြောင်းအီဘိုကပြောပြပါသည်အီဘိုဟာဒမ်စီရိုရဲ့အားနေချက်ကိုတီးလိုက်ရလို့ခြေကွဲမသွားတဲ့အပြင်ပို့ပြီးတော့ရင်ကျက်လာတာကိုနီးပြကြီးလိုမြင်လိုက်ရတာဖြစ်ပါသည်အီဘိုကသူ့အဖေလိုမျိုးတမ်းမာလာအောင်ကြိုးစားသွားဖို့ဆုံးဖြတ်ထားပြီးနောက်တစ်ရက်မှတော့အာအောက်ခီယာဝိုင်းရတဲ့လွန်ပြီး overweight ဖြစ်သွားတာကိုမြင်လိုက်ရပါသည် ဒီတစ်ခေါက်ချန်ပီယံကအလွတ်တန်းပေါ်စာဖြစ်ပေမဲ့အာဩဂိတာသူ့ရဲ့ခံမှန်းလို့မရတဲ့ပုံစံနဲ့ချန်ပီယံရဲ့စီးချက်ကိုထိချုပ်နိုင်မယ်ဆိုရင် အနိုင်ရရှိနိုင်ကြောင်းခီမူရာကပြောပါသည်။ဒါပေမဲ့အာဩဂိတာချန်ပီယံဖြစ်သွားရင်ဘလောက်တောင်ဖင်ကောင်းကျင်နေမလဲဆိုတော့အားလုံးကခံမှန်းမိနေကြပါသည်။တဖက်မှာတော့အာဟုခိယသူ့ရဲ့အချိန်မှန်းအလောက်ကဖောက်တဲ့တွေကိုအဲ့ခန့်နေရင်ငါးကြီးမြောက်မှာချန်ပီယံကိုအလဲထိုးမယ်ဆိုပြီးပြောနေပါလိမ့် ဖောက်တဲ့တွေကလည်းချန်ပီယံလိအီဘိုနဲ့ကမ္ဘာချန်ပီယံကြီးတာခါမူရာတို့ရဲ့ချင်းမှာအတူတူကစားနေတဲ့အာအိုခီအပေါ်မျှော်လင့်ထားကြပါသည်တာခါမူရာနဲ့အီဘိုတို့ကအန်ဖွဲ့တွေဆိုပေမဲ့အာအိုခီကလည်းသူချင်းမျက်နှာတွေပေါင်းတဲ့မှာအမတ်အသားတစ်ခုခြံထားခဲ့ကျင်တာကြောင့်ချန်ပီယံဖြစ်အောင်လုပ်ဖို့ဆုံးဖြတ်ထားပါသည်ဒါပေမဲ့ပြိုင်မဲ့ချန်ပီယံကြီးကလည်းတန်မာတာကြောင့်စိုးရိမ်နေရတဲ့အုံးမှာခီမူရာကလာခေါ်ပြီးဆိုင်ငယ်ပတ်စီကြပါသည် သူတို့နှစ်ယောက်သားကငယ်ရွယ်ချိန်မှာမယူရဲဆန်ခဲ့ကြပေမဲ့ဘောင်းစင်းကိုရှာတွေ့လိုက်တဲ့အချိန်မျော်မှန်းထားတဲ့အိမ်မက်တွေစီရောက်နိုင်ဖို့အမြဲတမ်းပြေးလွှတ်ခဲ့ကြပါသည်အနိုင်ရလိုက်အရှုံးနဲ့ကြုံတွေ့လိုက်တဲ့တန်တရာလည်နေခဲ့ပေမဲ့သူတို့တွေဟာကြိုးစားနေတုံးပဲဖြစ်ပါသည်ဤပုံနဲ့တာခါမူရရိုရဲ့အမတ်အသားတွေဘောင်းစင်းနဲ့ပဲမှာကြံ့နေခဲ့တော့မှာဖြစ်ပြီးဤပုံမှာအပြက်စွမ်းအကြီးတွေရှိရဲဆိုတာမှန်ပေမဲ့သူရဲ့ကြိုးစားအထောက်မှုတွေကြောင့်အမြင့်ကိုရောက်လာခဲ့တယ်ဆိုတာအာဟုတ်ခီယာသဘောပေါက်ပါသည် သူကိုယ်တိုင်ကတော့အမြဲတမ်းလေ့ကျင့်နေတဲ့ပေမဲ့မှတ်တိုင်တစ်ခုထူးကျင်တာကြောင့်ဒီပွဲကိုနိုင်အောင်လုပ်ဖို့စိတ်ပိုင်းဖြတ်ထားပါရင်တဖက်မှာတော့အာဟကီစင်ခွန်မဲ့ချန်ပီယံအီမာရဲ့ကသူ့ကိုပရိသတ်တွေကပြင်းစရာကောင်းတဲ့ဆိုပြီးပြောထားတာကြောင့်ပွဲစားလာနဲ့အာဟကီကိုအလဲထိုးပြဖို့စီစဉ်ထားပါရင်အာဟကီကိုလေးလာဖို့သူ့ရဲ့ထိုးပွဲတွေကြီးတဲ့အခါအာဟကီရဲ့ special move ကဖောက်ကုန်တိုက်ပွဲဆိုတာသိလိုက်ရပါရင် အဲ့ဒါအပြင်အော်ခိယသူရဲ့တရုတ်ဆောင်စွမ်းရည်တွေနဲ့ပြိုင်မဲ့တွေ့အပေါ်လှေသာတဲ့တာကိုသိလိုက်ရတော့အီမာယဲလည်းဒေါကန်သွားပါလိ။အီမာယဲကဘာစင်းအပေါ်အာယုံဆိုင်နိုင်ဖို့သူရဲ့စော်နဲ့လမ်းခွဲခဲ့တဲ့အပြင်အလောက်ကနေလည်းထွက်ခဲ့ရတာကြောင့်အော်ခိလိုကောင်မျိုးစီခပတ်အပါမခံနိုင်ဘူးဆိုပြီးပြောခဲ့ပါလိ။ဝိတ်အလေးချိန်တိုင်ကြတဲ့နေ့မှာတော့အော်ခိယတတ်မှတ်အလေးချိန်ပြေးဖို့အတွက်အဝတ်စားတွေပါချွတ်နေတာကြောင့်အီမာယဲကစိတ်ပြတ်မိနေပါလိ။ အာဂီရလက်စွဲနှုတ်ဆက်ဖို့လုပ်တဲ့အခါအီမာယကတော့အာဂီကိုဘောက်စားအဖြစ်မသတ်မှတ်တာကြောင့်ဂျိုဝိုင်းထဲမှာဖားခုံတိုက်ခွက်ကိုချိန်မုံပြစ်မယ်လို့ပြောပါရင်အာဂီယာသူ့မှာချန်စီထားတဲ့ပြူဟာတွေရှိသေးကြောင်းပြောပြလိုက်ပေမဲ့အီမာအဲကလည်းသူ့အပေါ်ဘယ်အရာကမှထိရောက်မှမဟုတ်ကြောင်းပြန်ပြဲပါရီနှစ်ယောက်သားကပြိုင်ဆိုင်မှု လုံးဝပြင်းထန်နေရကြောင်းသတင်းထောက်တွေအကြိုက်တွေ့သွားကြပါရီ ပါရမီပါတဲ့ဘောက်စားတွေဟာအမြင့်ဝပြန့်သန်းနိုင်ကြတာကြောင့်အာခိအာကြခဲ့ရတဲ့အချိန်သူ့လိုမျိုးအမြင့်ဝမပြန့်သန်းနိုင်တဲ့ဖားလေးတကောင်တွေ့လိုက်ရပြီးဖားခုံတိုက်ခွက်ကိုအကြံရခဲ့တာဖြစ်ပါသည်။အဲဒါကြောင့်သူ့ရဲ့ဖားခုံတိုက်ခွက်ကိုခြေမုံမခံနိုင်ဘူးလို့တွေးနေပါသည်။တဖက်မှာတော့ခီမူရာကမနှက်ပြကြရင်ပွဲထွေရတော့မယ့်အီဒါဂါခီကိုအစာအသောက်ဆင်ញင်ဖို့ပြောနေကြပါသည်။ အီမိုင်းနဲ့အော်ခီတို့နှစ်ယောက်လုံးကစံနှန်းစွာစူးစမ်းနေရတဲ့သူတွေဖြစ်ပြီးရလက်တွေကလည်းအနှဲငယ်တူညီနေကြကြောင်းခီမူရာကပြောပြနေချိန်မှာဆော်လီတယောက်နဲ့အတူအီမိုင်းရဲ့ကိုတွေ့လိုက်ကြရပါသည်အီမာယကစော်လေးကိုအခုလိုမျိုးအရေးကြီးဆုံးအချိန်မှာသူ့ရှေ့ပေါ်မလာဘူးနဲ့သူဟာဘောင်းစင်းတစ်ခုတည်းကိုပဲအာယုံဆိုင်ဖို့သူမကိုရင်နာစွာနဲ့လမ်းခွဲခဲ့ရတာဖြစ်ကြောင်းပြောသွားခဲ့ပါသည်။ချောင်းကြီးနေကြတဲ့အီဘူရိုးကလည်းကိုယ့်ရဲ့ပန်းနိုင်အတွက်ချစ်သူကိုလမ်းခွဲခဲ့ရတဲ့အီမာယနဲ့ဘဲအပြစ်ခံလိုက်ရတဲ့စော်လေးတို့ကိုတနာမိနေကြပါသည်။ အဲ့အချိန်စော်လေးကဒီဘက်လှည့်လာတော့ဆောင်ရမ်းရုပ်ဆုံးနေတာကိုမင်လာကြရပြီးအီမိုင်းနဲ့အော်ခီတို့ဟာမိကလေးကိစ္စကအစအကြိုက်တူနေကြတာကိုသိလိုက်ကြရပါသည်